။ယခုရက်ပိုင်းတွင်ရန်ကုန်မှာဒီနေ့နိုဝင်ဘာလ၂ရက်နေ့မှာဆိုရင်မူတည်ထန်စွာရွာသွန်းခဲ့တာအားလုံးဒီပါမလကရေကနေရွာရတဲ့မိုးဟာနေ့လယ်ပိုင်းတကျော်လို့ဖြစ်ပါလေ။ရန်ကုန်နေရာနဲ့မှာရေကြီးရေရှမ်းမှုတွေဖြစ်ခဲ့ပြီးတော့လန်းသွားလန်းလာလေအတော့ဒုက္ခပါရောက်ပါလေ။ဒီမိုးရွာသွန်းနေတာနိုဝင်ဘာ၁ရက်နေ့ကလေးကဖြစ်ပါလေ။အချိန်ကမှမိုးရွာတဲ့အကြောင်းညာပါကြောင့်လေကြည့်အောင်ဗျ။ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းကလေပြင်းလေးရုံဟာဆက်လက်တည်ရှိနေတာကြောင့်ပါ။ နောက်ပြီးတော့အားကောင်းလျက်ရှိပါတယ်။တောင်ရဲနဲ့လေးရနေမှာတော့မြောင်းနှောင်းမြောက်ဘက်ကိုရွေးရှားသွားပြီးအာရော့သွန်းနိုင်ခြင်းတွေ့ရပါတယ်။ဒီလီဗျာနဲ့ရောအာရော့သွားမှမိုးကနေသွားမှာဖြစ်ပါတယ်။ဒါအပြင်ငရဲနေမှာတော့မုန်တိုင်းငယ်ဖြစ်နိုင်ခြင်းရှိတယ်လို့သိရပါတယ်။လီဗျာနဲ့ရောအခြေအနေကဒီလိုမျိုးရှိတာလည်းတွေ့ရပါတယ်။ဆက်လက်ဆောင်ကြည့်ရပါမယ်။တောင်တရုတ်ပင်လယ်မှာအရှိလေစီတောင်းကလည်းအားကောင်းနေပြီးတော့ဘီနနိုင်ငံအလဲပိုင်းမှာမူးများနေပါတယ်။ဖလိုင်းပင်လယ်ပြင်မှာ အပူပိုင်းမုန်တိုင်းတလုံးဖြစ်နေပြီးအရှိကိုရွေ့လျက်ရှိနေပါတယ်။တိုင်ဖွန်းမုန်တိုင်းအစဉ်ဖြင့်ဖိလစ်ပိုင်အလဲပိုင်းကိုဖြတ်ပြီးတောင်တိုးပင်လယ်တွေရောက်ပါမယ်။မြန်မာနိုင်ငံကို9ရက်20ရက်မှာအရှိလူပွေလိုင်းအဖြစ်တောင်ပိုင်းဒေသတွေစီလည်းရောက်လာနိုင်ခြင်းရှိပါတယ်။ဒါကြောင့်9ရက်20ရက်မှာထပ်မံမူကြီးမဲ့အလားအလာရှိပါတယ်။နိုဝင်ဘာ၂ရက်နေ့မှ၃ရက်နနစောအတွင်းမှာတနင်္သာရီမူမီနဲ့ကင်းပြည်နယ်ရန်ကုန် AOD ပဲခူးရခိုင်ပြည်နယ်လက်မိုင်းတော်မိုင်းမကွေးလက်မိုင်းတော်မိုင်း နေပြီးတော့မက်ဒလီရှမ်းမြောက်ရှမ်းရှိကချင်းပြည်နယ်စကိုင်းထပ်ပိုင်း level မှာနေရာစစ်စစ်မိုးရွာသွန်းနေပါလေကချင်းပြည်နယ်စကိုင်းထပ်ပိုင်းရှမ်းမြောက်ရန်ကုန်ပဲခူးအေရာဝတီမုံမီနဲ့ကင်းပြည်နယ်မကွေးတိုင်းတို့မှာနေရာကွက်မိုးများနေပါလေဒေသတချို့လေပြင်းတွေပါတိုက်နေတယ်လို့သိရပါတယ်ရှမ်းပြည်တော်မှာနေရာပြည်နယ်မှာနေရာစစ်စစ်နေပေါင်းမိုးရွာနေပါလေရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်းနေရာကျကျမိုးရွာသွန်းနေပါလေ နိုဝင်ဘာ3ရက်နေ့မှာဆိုရင် မကွေးရှမ်းမြောက်ရန်ကုန်ပဲခူးမုံကြီးနဲ့ကင်းပြည်နယ်အေရော်ဒီတိုင်းကချင်ပြည်နယ်တို့မှာမိုးမြောင်းနိုင်ခြေဆက်ရှိနေတာဖြစ်ပါတယ်မိုးစလာပညာရှင်ဦးဝင်းနိုင်ကတော့အော်တိုဘာလကနေစတင်ပြီးတော့အစွန်ရောက်ရာသီဥတုလာနီညာဖြစ်ပေါ်နေပြီး2026ဖေဖော်ဝါရီထိဆက်ရှိနိုင်တယ်ဆိုပြီးတတိပေးထားပါတယ်။ဒါအပြင်မိုးစလာပညာရှင်ဦးဝင်းနိုင်က ထိုင်းပင်လယ်ကွင်းမှာလည်းအနောက်ဘက်ကိုရွေးရှားဝင်ရောက်လာတဲ့လေပွေလိုင်းဟာကပလီပင်လယ်ပြင်တွင်ပသိမ်မြို့တောင်ပိုင်း244မိုင်ဒဝမြို့နောက်ဘက်255မိုင်ကိုရောက်နေပြီးတော့နိုမာတရက်နဲ့နှစ်ပိုင်းမှာတဲ့ဆက်လက်ရွေးရှားခဲ့တယ်ဆိုပါတယ်နိုမာနေ့နေ့နဲ့12နာရီထိနောက်ဘက်ကိုဆက်လက်ရွေးရှားခဲ့ပါတယ်ဝမ်မြို့နောက်ဘက်135မိုင်ခန့်ကွာမှာလေပြင်းနဲ့ရုံဝဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ပသိမ်မြို့နောက်တောင်ပိုင်းမိုင်တရာခန့်မှာလေပြင်းနဲ့ရုံဝဖြစ်လာနိုင်ကြောင်းခန့်မှန်းထားပါတယ် အခုဖြစ်နေတဲ့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေပုန်တိုင်းရှင်ကြောင်တို့မှာတရက်မှသုံးရက်နေအတွင်းမြန်မာနိုင်ငံအနှံ့ပြားမှာမိုးထချုံရွာနိုင်ပြီးတော့ရန်ကုန်အေရဝတီဘကိုးနဲ့မွန်ပြည်နယ်တွေမှာသုံးရက်အတွင်းမိုးကျင်သုံးလမှာထမိုးရွာနိုင်ပါလိမ့်။တနင်္သာရီတိုင်းကင်းပြည်နယ်ကယားပြည်နယ်ရှမ်းပြည်တောင်ပိုင်းမှာသုံးရက်အတွင်းမိုးကျင်နှစ်လမှာထသုံးလမှာနေပါရွာနိုင်ခြင်းရှိတယ်လို့သိရပါလိမ့်။ဒါကြောင့်အထူးသတိပြုဖို့လိုတယ်လို့ဆိုပါတယ်။မိုးလေဝသနဲ့ဇလားပြည်တာညွှန်ကြားမှုကူးစီးဌာနထုတ်ပြန်ချက်အရ ီနေ့တဲ့မြန်မာစံတော်ချိန်နနက်7:00နာရီခွဲချိန်တိုင်းထွာကြရတဲ့ကပ္ပိပင်လယ်ပြင်မြောက်ပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်ရှေ့လက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရဝဟာဘင်္ဂလားပင်လယ်အော်ရှေ့လက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကဲလဲနေတာနီမှာစက်တီရှိနေတဲ့ဆိုပါလေဒီလေပြင်းနဲ့ရဝဟာမြောင်းနောင်မြောက်ဘက်ကိုလေချားနိုင်ပြီးနောက်48နာရီတွင်ဘင်္ဂလားပင်လယ်အော်ရှေ့လက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲဦးတန်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျွန်းပေါ်ကဲလွန်ဒေသတွေရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ် မနက်ဖြန်နနက်ထိဆိုရင်ကြားပြည်နယ်မှာနေရာကြက်ကြဲမန္တလေးမကွေးစကိုင်းနဲ့ချင်းပြည်နယ်မှာနေရာစိတ်စိတ်ကြံတိုင်းနဲ့ပြည်နယ်မှာနေရာနှံ့ပြမိုးထချုံကြွားမယ်ဆိုပါတယ်ရန်ကုန်နဲ့အေရောင်ဒီမှာဒေသအလိုက်နဲ့ပဲခူးမကွေးဒေသတွေရခိုင်ပြည်နယ်မှာနေရာကွက်မိုးကျင်နိုင်ပါလေတဲ့ရွှေရံရန်အောင်ပြည့်ဖြစ်ပါလေမိုးရိမ်တော်ဖြစ်ပေါ်မှုချင်းနေရာရန်ကုန်မန္တလေးပဲခူးအေရောင်ဒီတနင်္လာကြီးတရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်မှာမိုးတိမ်တော်တွေဖြစ်ထိုးအကောင်နေပြီးတော့အဲ့ဒီမိုးတိမ်တော်တွေရွေးရှားတဲ့နေရာတချို့မှာမိုးရသုံးခြင်းနဲ့တူလေပြင်းတိုက်ခြင်းမိုးထစ်ချုံခြင်း မူးကျိုးဖြစ်ခြင်းလျှက်စီးလက်မူးသည့်တွေ့ခြင်းအစားရှိတဲ့မူလဝတ္ထဖြစ်ပေါ်စင်နေဖြစ်ပေါ်နိုင်ပါလေတဲ့မြမပင်လည်းပြမြမကန္နတရှောင်းနဲ့ကဲလို့ပင်လည်းပြမအဲ့ရန်ခရန်ကမိုးသက်လေးပင်ကြပြီးလှိုင်းကြည့်ပါမယ်တဲ့မိုးသက်လေးပင်ကြစဉ်တနအီကို35မိုင်အထိတက်ခတ်နိုင်တယ်ဆိုပါလေနောက်နေ့အထိတော့ရန်ကုန်မန္တလေးပဲခူးမကွေးအေရော်ဒီနဲ့မုံပြည်နယ်မှာမိုးထစ်ကြုံမှုနေရာကွက်မိုးကြည့်နိုင်ပါလေတဲ့ ဒါပြင်ကပလီပင်လယ်ပြင်လေပြင်းနဲ့ရုံဝန်းဟာ AOD ကုန်းလေးပိုင်းကိုဝင်ရောက်တိုက်ခိုက်တဲ့အတွက်နိုဝင်ဘာ3ရက်နေ့လေပြင်းနဲ့ရုံဝန်းရှင်ကြောင့် AOD ဘကူရန်ကုန်ရခိုင်ပြည်နယ်မုံမီနယ်ကရင်ပြည်နယ်မှာလေပြင်းတိုက်မဲ့လျက်စစ်လက်မဲ့မိုးချိန်မဲ့ AOD ရန်ကုန်မုံမီနယ်ကရင်ပြည်နယ်ဘကူတနင်္သာရီမကွေးမန္တလေးရှမ်းပြည်စကိုင်းကချင်းပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်မှာနိုဝင်ဘာ3ရက်နေ့နောက်ပိုင်းကလည်းနေရာစစ်စစ်ကနေရာဖွဲ့မှုကြည့်ပါမယ်။မြန်အောင်အင်ကပူထူကြီးကြံကင်းကျောင်းကုန်းငတိုင်းကျောင်း ုံပြောဟင်္ဒရာဇလွန်ဒနုဖြူဖွဲ့နှံတော်ညောင်တော်မူပင်ဒီတရဲ့ခြိုက်လက်ဖြာပုံဘုကလေးကျင်းစလူဝါခဲမှာဟန်ကြီးကျုံမောကျုံမေမလာကျုံပသိငပူတော်လက်ပတ်တာညောင်မြငွေဆောင်ကံကြီးတော်ချောင်းတာကွင်းကောက်လေးမျက်နာအတုပ်ရေးကြီးတာပေါင်းမျိုးနဲ့တင်ပါလေလေးပြေးလိုက်မိုးကြည့်နိုင်ပါတယ်ဘကိုးမှာဆိုရင်ပြည်ပန်းတော်တာယာဝတီ30မင်းလောက်စစ်ကွင်းမိုးညိုပေါက်ခေါင်းပေါင်းတလဲ ပေါင်းတီတဲကုံစီကုံပတိကုံအုပ်ဖို့အုပ်တွင်းညောင်ချေတော့ညောင်လေးပင်ဝေါ်တိုင်ဝူကဝတကလအုံနဲ့တနက်ပင်ကြောက်ကြီးမုံကြောက်တကားရွှေကျင်ဖြူဇေယဝတီကျိုးပင်ကောက်လပရန်တောင်လူစွာရင်းနီတို့မှလည်းလေးတိုက်မူကြည့်နိုင်ပါလေမော်လမြိုင်ကြိုက်ထူကြိုက်ကြီးကိုချက်ခင်မီကြိုက်ကော်ကြိုက်မရောမုတို့မောတမတထုံချောင်းစုံပေါင်းတန်ဖြူစီရဲ့လမိုင်းရီတို့မှလည်းမနက်၄နိုင်နောက်ပိုင်းလေးတိုက်မူကြည့်ပါမယ် အံ့အံ့မြိုင်းကလေးမြောက်ဒီဖပွန်ရှမ်းရွာတဲ့လိုင်းဘွဲ့ထီလုံးကြာရင်စိတ်ကြီးဖျားသွုံးစုကြိုက်တုံဇုကလီကော့ဂရိတ်တဝဲရည်ဖြူတရချောင်းမောင်းမကန်ကော်တောင်းတနင်းသာကြီးခမောက်ကြီးဘိတ်ပလောပလောက်ကျိုးစုတွေမှာလည်းမနေ့တနားရဲ့နောက်ပိုင်းမိုးကြီးမယ်လို့သိရပါတယ်ရန်ကုန်မြို့ထဲမှာဆိုတိုက်ကြီးအဖြောင်းမော်ပြီးတိလဝါတန်လင်းကွန်းချက်ကို23ဝခရမ်းမှာမနေ့တနားရဲ့နောက်ပိုင်းမိုးများပါမယ်မြောက်ဦးကြောက်တော့ ကြောက်ဖြူစစ်တွေမန်းအောင်တောင်ကုန်းအမ်းမအီမြင်းငူကျွန်းမြေပုံပုန်ကျွန်းကွာငပလီမှာလည်းမိုးကြီးမယ်လို့သိရပါတယ်ဒါအပြင်မကွေးမင်းဘူးစေတုတ်ထရငဖဲစင်ဖြူကျွန်းရင်းနှကြောင်း6မြို့သစ်တောင်တွင်းကြီးတရက်အောင်လံမင်းတုံစင်ပောင်ဝဲကြောက်ထူမြိုင်ပေါ့စလင်းစလေပွင့်ဖြူနမောက် စောရေစကြူမြစ်ချေပခုတ်ကူမှာလဲမနေ့နှစ်လနောက်ပိုင်းမိုးရွာမယ်ဆိုပါလေနေပြည်တော်တက္ကုံပြမနာလယ်ဝေးမန္တလေးကြောက်စီကုမဲဝမ်းသာကြောက်ပတောင်းပကံမေထီလာပျော်ပေါ်ရမဲတဲ့ပြင်ဦးလွင်တကောင်းမတရားစင်ကူစင်ကမလိုက်ငင်းကြံတောင်းတာညောင်းဦးစီမီခုငဇွန်ရင်းမှုတို့မှာလဲ၅နိုင်နောက်ပိုင်းမိုးရွာပါမယ်စကိုင်းရှူမိုးရွာဝက်လက်စတော့ တစည်ရေဦးခင်ဦးချောင်းဦးကျွန်းလာမင်းကင်ကနေဒီပဲရင်ပလဲဟုံးမလဲပလဲဘူးတမူးမျိုးတက်ကလေးကလေးဝမော်လိုက်ဖောင်းပြင်ကောလင်းကတာထီးကြိုက်ဦးတလင်ကမ်ဘလူမှာမနက်နေ့နောက်ပိုင်းလေးတိုက်မူကြည့်ပါမယ်လာရှုမုံဘူးမူဆယ်လောက်ကင်မူမိတ်နမ်ဆန်လောင်ချိုကြောင့်မဲကွန်းလုံးကုတ်ခိုင်တီဘောတောင်ကြီးကလောအောင်ပန်းပင်တရား ရွှေညောင်အလေးပင်လုံးမိုင်းကင်စီဆိုင်တချီလေးကျန်းတော်မိုင်းတော်မိုင်းရောင်မိုင်းဖြစ်မှလည်းမိုးရွာပါပဲ။လိုက်ကောဖဲကုံဘောလခဲမောချီပရိုဆိုခဲဖြူဖာဆောင်ရှာတော်လက်ဖက်ခုံမှလည်းတနိုင်းနောက်ပိုင်းမိုးရွာမယ်ဆိုပါလေ။မင်းတက်မတပူပလောကစမီဟာခါမှလည်းမိုးရွာမယ်ဆိုပါလေ။ဒီကြီးနာဝိုင်းမော်ချီပွေမရှမ်းမော်လောပန်းဝါလိုက်ဇာရွှေကူမက်စီ တမ္မောဘုဒ္ဓဘာကမုညေကာမဆံဗရာဘမလေးလေးတိုက်မူကြည့်မယ်လို့သိရပါတယ်